ဘော်ရာတို့စီးရီမိပြီးတော့ရန်ပွဲတွေတောက်လျှောက်ရှုံးနေပြီလားရန်ကစားတဲ့ခါမှာဘော်ရာမေ့ချ်ပလေယာဆိုပေမဲ့လက်ရှိပွဲရဲ့လိုအပ်ချက်အရတက်နေကင်လိုက်ရတာကိုကြုံမှုကြလားဗျပွဲမှာတက်နေလိုအပ်နေတော့ Spike ကလေလာကြီးကင်ပြီးတော့ဆေးထိုးကြတာကိုတော့ကြုံမှုကြမှာပါဒီတော့အခုလာမဲ့ဂျွန်လ16ရက်နေ့မှာဆိုရင်စီစဉ်အသစ်နဲ့တူလိန်ကျိုတင်ရွေးလို့ရတဲ့စနစ်ကလာတော့မှာဖြစ်ပါတယ်အဲ့တော့လိန်ကျိုတင်ရွေးလို့ရတဲ့စနစ်ကဘယ်လိုမျိုးလဲဘယ်လိုရီဆော့လို့ရလဲဆိုတာကိုကျွန်တော်တို့တူတူစလိုက်ရအောင်ဗျာ အခုလာမယ့်16ရက်နေ့မှာတော့ကျွန်တော်တို့ Mobile Legends ရဲ့ယာဒီအကုံတော့မှာဖြစ်ပြီးတော့ယာဒီအသစ်စမဲ့နေ့မှာပဲဒီလိန်ကြိုတင်ရွေးလို့ရတဲ့စနစ်ကပါလာတော့မှာဖြစ်ပါတယ်။ဒါကတော့ Solo Shot နေတဲ့ Borderlands တော့သတင်းကောင်းဖြစ်ပါတယ်။ဒီစနစ်ကိုတော့ Lane Pre-selection လို့နာမည်ပေးထားပြီးတော့အတူချုပ်ပြောရရင်တော့ RAM မှာကိုကန်ချင်းတဲ့လိန်ကိုပဲကြိုတင်ရွေးထားရတဲ့စနစ်ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့ကရန်ချပြီဆိုတာနဲ့ပွဲမစခင်မှာကိုကြိုက်တဲ့လိန်ကိုကြိုတင်ရွေးရရမှာဖြစ်ပြီးတော့ drop pick မှာကိုရွေးရတဲ့လိန်နဲ့လိုက်ဖက်တဲ့ hero တွေကိုပဲတီးတန့်ကန်ရမှာပါခုနစီးရီမိသလို aspire ကတန့်နေကန်ရမယ်ဘသူက hyper တွေကန်ရမယ် max man ကန်ဖို့လူမရှိဘူးဒါတွေစိတ်ပူစရာမလိုတော့ပါဘူးကိုကြိုက်တဲ့လင်းကိုပဲရှောက်ကင်တော့ပွဲထဲမှာ hero tour တွေ road tour တွေတပွဲတည်းကြာနိုင်နေဆိုပြီးတော့စဉ်းစားစရာတော့ရှိပါတယ်မကြပါဘူးသူ့ရဲ့စနစ်ကမတူတဲ့ road တွေကို brand မှာတွေ့ပြီးမှဖြစ်ပါတယ် ဥမာဘော်ရာမက်စမန်ကင်တဲ့သူဆိုရင်ဂိုးလင်းကိုရွေးထားလို့ရှိရင်ကြံတဲ့ဘသူမှမသိတဲ့ public က၄ယောက်ကမက်စမန်မကင်တဲ့သူတွေဖြစ်တဲ့တန်နီ၊မေ့ချ်ဒီ၊ဖိုက်တာတွေ၊ဟိုက်ပါတွေနဲ့အတူတူချပေးမှာပါအဲ့ဒီအတွက်တော့လုံးဝစိတ်ပူစရာမလိုပါဘူးဥမာဘော်ရာမက်စမန် player ပဲထားဗျာဒါဆိုရင်ကိုကပွဲမစခင်မှာဂိုးလင်းသွားမယ်ဆိုပြီးတော့ဘော်ရာကင်ကျင်တဲ့လင်းကိုအခုလိုကြိုတင်ရွေးထားရုံပါပဲအဲ့လိုရွေးထားပြီဆိုရနဲ့ဘော်ရာပွဲတိုင်းပွဲတိုင်းမှာဘော်ရာရွေးချယ်ထားတဲ့ဂိုးလင်းကိုပဲတီးသန့်ကင်ရတော့မှာဖြစ်ပါတယ် တခြားရိုးတွေကင်စီရမလို့ပါဘူးဘောရာတလိန်လေးကိုမကင်ကျင်ဘူးအကုန်လုံးကင်ကျင်နေဆိုလေပွဲမစခင်မှာတလိန်ကနေစပြီးတော့ငါးလိန်လုံးအကုန်လုံးရွေးထားလို့ရပါတယ်အဲ့လိုလိန်နေအကုန်လုံးကိုရွေးထားရင်လေပွဲထဲမှာဘောရာရွေးထားတဲ့လိန်နေအကုန်လုံးနဲ့ကလိုရဲရိုးကိုကင်ရမှာဖြစ်ပါတယ်တကယ်လို့ကိုကလင်းအကုန်ရွေးထားပြီးတော့လိုရဲရိုးဖြစ်ကင်ပေးတတ်တဲ့သူဆိုရင် သူများထက်ပိုတဲ့ကြဲကာအမှတ်တွေကြဲတိုးအမှတ်တွေလည်းရအောင်မှဖြစ်ပါတယ် တကယ်လို့ကိုကချိုတင်ရွေးရတဲ့လင်းကိုမကန်ချင်တော့ဘူးဆိုရင်လည်း drop page အချိန်နေမှာကိုရွေးရတဲ့လင်းကိုအတင်းသားနေနဲ့လဲလို့ရပါသေးတယ်။လဲချင်တော့အဲ့ဒီထောင်းကမြေပုံလေးကိုနှိပ်ပြီးတော့ကိုသွားချင်တဲ့လင်းကိုရွေးပေးလိုက်အောင်ပါပဲ။အဲ့ဒါဆိုရင်တော့အဲ့ဒီလင်းကိုကြိုရွေးမဲ့သူစီမှာလဲပေးမလားမလဲပေးဘူးလားဆိုတာ note တက်လာမှဖြစ်ပြီးတော့ကိုလဲမဲ့သူကလက်ခံရင်အဲ့ဒီလင်းကိုလဲလို့ရပါပြီ။လက်မခံရင်တော့လင်းကိုလဲလို့မရပါဘူး။ကိုကလင်းကိုကြိုတင်ရွေးထားပြီးတော့ရွေးရတာမကင်မဲနဲ့ပောက်ခဲရတွေရှောက်ကင်မဲဆိုရင်တော့ဘန်းခံရမှာဖြစ်ပါတယ်။ ဘန်းမဲ့စီကန်းနေရတော့အခုဒီအတိအကျမထွက်သေးပေမဲ့ credit တွေရောမယ်ကြေကာအမှတ်တွေရောနိုင်နေပေါ့ဗျာလက်ရှိအချိန်မှာတော့ဒီစနစ်မှာအားနည်းချက်တစ်ခုတော့ရှိပါတယ် row မတူတာတွေချပေးကြဆိုတော့ match making ရှာတာပုံမှန်ထက်နည်းနည်းလေးတော့ပိုဆောင်ရပါတယ်ကဲအဲ့တော့ mobile ချက်ကအခုလာမဲ့ဂျွန်လာ16ရက်နေ့မှာထွက်လာမဲ့လိန်ကြိုတင်ရွေးချယ်ရတဲ့စနစ်အကြောင်းကတော့ဒီလောက်ပါပဲဘောရောရောအခုထွက်လာမဲ့လိန်ကြိုတင်ရွေးလို့ရတဲ့စနစ်ကိုသဘောကျလားသဘောမကျဘူးလားဆိုတော့ comment မှာမျှဝေပေးကြပါအောင်ခင်ဗျာအဆုံးထိကြည့်ပြီးတဲ့ဘောရာတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ